အမျိုးသားရေးမှာအန္တရာယ်မရှိဘူးအမျိုးဘာသာသာသနာမှာအန္တရာယ်မရှိဘူးခွေးပဲကြိုက်တာခွေးတော့ခွေးယူပဲကြိုက်ခွေးကောင်းကြိုက်အမျိုးသားရေးဆိုတာခွေးတော့မှာခွေးကောင်းကမကြိုက်ခွေးယူပဲကြိုက်မှန်အဲ့ရလာပြောတာဘူဇော်ဖုံးဟင်းက24နိုင်ပြီးခင်ပြန်ထွက်လိုက်အဲ့ဒါကိုပြောတာ ဘုံကပြောတယ်ဘုံကတပတ်တွင်ပြန်လွတ်လိုက်မယ်လို့ပြောဒါပေမဲ့24နာရီပြီးခင်ပြန်လွတ်လိုက်အဆုံးမှပြီးတော့နည်းနည်းပါးပါးနားဝင်အောင်ပြောပြီးတော့အဲပြန်လွတ်ပေးစီချင်ပါလေနော်ဥပဒေထမှာဘယ်လိုမှမရှိတာမှန်ပေမဲ့ခင်ဗျာမြန်မာပြည်ဥပဒေကတည်ရခွင့်ပါနော်တည်ရခွင့်ပါတည်ရခွင့်ပါခင်ဗျာနော်သူဒါပေမဲ့သူစေတနာမှန်နဲ့စေရင်းစေတနာမှန်နဲ့ပြောနေတဲ့စကားတွေဆိုကျွန်တော်နားလေတင်တော့နော်အဲ့ဒါကြောင့်မို့သူအနေနဲ့ဆရာဖာလာဆွဲသွားတယ်ပါခင်ဗျာနော်အဲဆရာဖာလာဆွဲပြီးတော့ ရဲရလည်းဖမ်းတာမဟုတ်ပြီဆိုင်ရပါဆိုရဆိုတဲ့ခါကျတော့နည်းနည်းလေးသူ့အတွက်ခီးလန်းလန်းကျန်းနိုင်တယ်ပေါ့ဗျာနော်အဲကိုဇော်ဘောဟင်းဆွဲခံရတယ်လို့နော်ဖမ်းခံရတယ်လို့ဖမ်းစီခက်တာဖမ်းစီတယ်ပေါ့ဗျာပြောရမောခံရပဲပေါ့နော်ဘာဖြစ်ဖြစ်အဲ့တော့သူဖမ်းခံရတယ်လို့နောက်ထပ်ပေါ့နော်ခက်မတင်ရင်ခက်မတင်ရင်ခက်မတင်တဲ့လောက်လေအဲဘယ်လိုခေါ်မလဲအခုချိန်မှာအားလုံးပေါ့ပြောဆိုနေတဲ့သူတွေအားလုံးတရားသင်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းတရားထားတင်ပါတယ်ပေါ့နော်ကျွန်တော်လည်းကျွန်တော်လည်းအမြဲတမ်းတရားထားပါတယ်တခြားလေးနေကျွန်တော်အကြောင်းကျွန်တော်ဘာကြောင့်မဆဲလဲဆိုလို့ရှိရင် ကျွန်တော်မေဂျာကိုမောင်းခင်ဗျာစကားပြောတာစေတာတခုမှမပေါ့ဘယ်ပါမလဲဖေပါလို့ရှိရင်ကိုစောဖုန်းကြီးလို့ကျွန်တော်ဖမ်းသွားမှာပေါ့နော်ဖမ်းလို့ရှိရင်ကျွန်တော်လည်းလည်းကြောက်တယ်လေနော်အားကြောင့်ကျွန်တော်မစဲတာပါနော်ကိုမောင်းလက်လည်းလာမယ်နော်လေဒီပါလေအဲကိုမောင်းပြောထားပြီးသားပါနော်ကိုမောင်းကိုဖမ်းခြင်းတပါဆိုလို့ဆိုရင်လည်းဖမ်းလို့ရပါတယ်ဘာကြောင့်လဲဆိုရင်ဒီနမ်းကိုရှောက်ပြီးဆိုရဒီပေါ့နော်ဒီကျွန်တော်တို့ရှောက်ခဲ့တဲ့လမ်းနဲ့ရှောက်တဲ့လမ်းနဲ့ကျုံစုံမြတ်ကန်ချမာကိုရင်ဆိုင်ကိုအသိမ့်မယ်အဲ့တော့ကျွန်တော်က ညမှာပြီးအောင်ရင် NASA ကဖမ်းတာလဲဖမ်းပါပါလိမ့်နော်အထုတ်တူ PDF နဲ့ PDF ကလည်းတက်လည်းတက်နိုင်တယ်ပြောမရအောင်အဲ့ဒီအတွက်ကြောင့်မလို့အကဲကြီးများပါတော့ PDF အနေနဲ့အဲကျွန်တော်တို့အခုပြောရတဲ့နေပတ်သက်ပြီးတော့ပေါ့နော်အမကျင်းတဲ့တိုင်းများရှိလို့ရှိရင်လဲဒါသဘောပဲပေါ့နော်ဘာကြောင့်လဲဆိုရှင်ကိုလိုနေနေရတော့ရှင်းစမ်းပါပဲလေဒါဒီလမ်းကိုလျှောက်တယ်ဒီစကားလေးပြောပြီးဆိုတဲ့ကတော့ကိုတွက်ကန်တရားတွေဘာကန်တရားပဲလာလာကောင်းတာလည်းရှင်းစမ်းပါပဲဆိုးတာလည်းရှင်းစမ်းပါပဲဖြစ်တယ်နော်ကိုစဘိုင်းလည်းလာပြီလေ အဲမချားသေးပါဘူးနော်မချားသေးပါဘူးဘာကြောင့်လဲဆိုတော့အနေအဆုံအနေအဆုံကိုသောဘောဟင်းက3ရက်လောက်တော့ကြာမယ်တူရဲ့ကိစ္စလေးတွေကြလေဒါအနေအဆုံနော်ကျန်တာတွေကတော့သူလွတ်လာပြီလွတ်လာပြီဆိုတော့အဲကျွန်တော်တော့မချားသေးဘူးနော် online ပေါ်မှာသူ့ရဲ့ဗီဒီယိုအဟောင်းလေးတစ်ခုတင်ပြီးတော့သူလွတ်လာပါပြီဆိုတော့ပြောနေရတယ်ရှိတာပါဗျာနော်ကိုသောဘောဟင်းလွတ်လာပြီဆိုတော့မဟုတ်ဘူးလားအဲဗီဒီယိုဖိုင်တော့တွေ့တယ်အဲဗီဒီယိုဖိုင်ကတော့ကျွန်တော်ကျွန်တော်ကြည့်ရတာပေါ့နော်အဟောင်းဖြစ်နေတာကိုတော့တွေ့ရတာပေါ့နော်အဲဒီတော့ကြောင့်လို့တော့ကျွန်တော်တော့သတင်းမရသေးပါဘူးနော်ဖမ်းသွားတာပဲကြားသေးတာပါ တီတီပေါ်မှာတွေ့တယ်မင်္ဂလာပါအဲ့တော့ကုံမောင်လေးနဲ့မဆဲဥစ္စာအကြဖမ်းခံပါဆိုလို့ဘာသူပါတော့လဲပဲရင်ဆိုင်ဖို့အသေးမှာပြောပြချင်ပါလေနော်အဲ့တော့အဲတစ်ဖက်ကကြည့်တဲ့ခါကျတော့လည်းတကယ်ကျွန်တော်တို့ပေါ့နော်ကျွန်တော်တို့သိရမှာကျွန်တော်တို့ကိုယ်တိုင်ပေါ့ကျွန်တော်လည်း line ပေါ်မှာပြောဆိုနေသူတရားပဲလीနော်ကျွန်တော်အားလုံးသိရမှာကကျွန်တော်တို့ကိုခင်ဗျားတို့ဘလောက်ကြီးပဲအားပေးနေအားပေးနေပေါ့နော်ကျွန်တော်တို့အားပေးတာအရင်ကကျေးဇူးတင်တယ်တချို့ဆိုရှင်အားကကြောက်နေခင်ဗျားဝင်လောက်လိုက်ပါလားအဲတချို့ဆိုရှင်ကျွန်တော်ကိုအဲဘယ်လိုခေါင်းလဲ အရာရှိသွားလုပ်လိုက်ပါလားမြန်မာပြည်လာခဲ့ပဲဘယ်မှုပေးမယ်ညာမှုပေးမယ်နော်အဲ့တော့ဘယ်လောက်ရှိလဲခင်ဗျားတို့အနေနဲ့ကျွန်တော်တို့ကိုချစ်လို့ယုံကြည်လို့ပေါ့နော်အားကိုလို့ပြောပြောကျွန်တော်တို့သိရမှာကကျွန်တော်တို့ဒီဟိုဘယ်လိုခေါ်မလဲ online ပေါ်မှာဝေဖန်ထောက်ပြနိုင်တဲ့သူပဲရှိပါလေကျွန်တော်တို့ဘယ်လောက်ကြီးပဲအားပေးနေအားပေးနေကျွန်တော်တို့သိထားမှာကတကယ်အလုပ်ဆောင်ရွက်နေတဲ့သူဆိုရှင်ကျွန်တော်တို့ကလက်ဘယ်လိုခေါ်မလဲအရာရှိအရာခံမကဒီမဟုတ်ပါဘူးနော်ကျွန်တော်တို့တကယ်တက်သားလေးတွေကအစလုံခြုံရေးအစကျွန်တော်လေးစားရမှာပါဘာကြောင့်လဲဆိုတော့သူတို့တွေတကယ်သူတို့ကတကယ်ဆောင်ရွက်နေတာပါ တကယ်ဆောင်ရွက်တကယ်လုပ်နေတဲ့သူတွေကိုကျွန်တော်တို့ကလည်းလေးစားရမှာဖြစ်တယ်เนาะအဲ့တော့ကျွန်တော်တို့လက်တွေ့ဘဝထည့်လိုက်ရင်ကျွန်တော်တို့ဒီလိုအောင်မြင်ကြမှာအောင်မြင်မယ်ဒါမဲ့လည်းကျွန်တော်တို့ကလည်းကျွန်တော်တို့ရဲ့ဒီ line ပေါ်မှာပြောဆိုမှုတွေနဲ့ပတ်သက်လာရှိနေတော့ကျွန်တော်တို့လည်းကျွန်တော်တို့ရဲ့ကြွမ်းကျင်ရာလိမ္မာရာပေါ့ကျွန်တော်ပြောပါရပါเนาะအဲ့တော့သူ့ကိုလည်းကိုလေးစားရမှာဖြစ်တယ်လို့ကိုကိုလည်းသူလေးစားရမှာဖြစ်တယ်သူရဲ့လုံဆောင်ချက်ဆိုလို့ရှိရင်တကယ်လက်တွေ့လုပ်နေတယ်ဆိုရှင်ဟိုတက်သားလေးကလည်းစားပြီးမနေ့တနေ့ကမှစစ်ထဲဝင်လာတဲ့စစ်သားလေးကလည်းစားပြီးတော့ဟိုကာချုပ်ထီကပွင့်လင်းပြောရင်လေးစားရမှာပါသူတို့ဆောင်ရွက်နေတယ်သူတို့ရဲ့အတုတွေကခက်ခဲပါလေခင်ဗျကျွန်တော်တို့ကပြောပြီးတော့ ကျွန်တော်ကတို့တို့ကိုဝေမန်းနဲ့ထောက်ပြတယ်နော်အဲပြောစစ်နေနေကျွန်တော်တို့သိထားမှာကကျွန်တော်တို့ဒီတကယ်လုပ်နေတဲ့သူတွေမဟုတ်ပါဘူးနော်ကျွန်တော်တို့ကသိတာကိုရှယ်ယာနိုင်တယ်ဝေမန်းနိုင်တယ်ထောက်ပြနိုင်တယ်သို့ပါတော့လည်းပဲကိုရီးယားဖြစ်စီတင်တာဒီလိုမျိုးတို့ကမလုပ်နိုင်တဲ့အခါမျိုးတွေမှာကိုရီးယားကိနာဒေါ်လာတွေထွက်တာမျိုးကြောင့်ကိုယ့်ဘက်ကရှော့ရမယ်အဲကျွန်တော်တို့အဲ့ဒါကိုဒီလိုမျိုးနားလည်ထားတဲ့အတွက်ကြောင့်မလို့ဖြစ်တာလေမဖြစ်တာလေကြုံလာလိုက်မှာကျွန်တော်ဆဲဆိုဘာကြောင့်မလုပ်လဲဆိုရှင်ကျွန်တော်တို့လည်းကိုကျစားရည်နော်အဲ့ဒါကြောင့်မလို့ လုံနေတဲ့သူတွေပေါ်မှာလည်းကိုရီးယားလေးစားမှာဖြစ်တယ်အဲ့ဒါကိုကိုစောဘောကြီးနေနဲ့လည်းကျုပ်ပြူနာဒေါသလေးတွေနဲ့ပြောဆိုတဲ့နေရာမှာအဲနည်းနည်းလေးအဲဘယ်လိုခေါ်မလဲသူတက်အခက်ခဲရှိသွားတယ်ဘောနော်ရှိသွားတဲ့ကြောင့်မလို့သူမှာဒါမျိုးဖန်စီဖန်စီဘောနော်ဖန်စီခံရတယ်လို့ကြားပြရတယ်ဘောနော်အဲ့တော့လည်းသူတက်လုံးဝစိတ်မကောင်းပါဘူးကိုစောဘောကြီးတက်နော်ကြောက်နေတာလားကြောက်တော့ရာသူပဲอ่ะเนาะကြောက်တတ်ပါလေဗျာနော်အဲ့တော့နောက်ထပ်ကိုစောဘိုးကြီးဘက်ပြန်ကြည့်မယ်ဟဲ့ဆိုလို့ရှိရင်လေသူကတက်မလို့အတွက်ရွေ့ချင်ချင်ပါเนาะ တထတအားတကယ်ကိုစောင့်နေတဲ့ပုံစံတယောက်ဖြစ်တယ်။ပြီးတော့ရှိရင်လည်းပြည်သူနဲ့တက်မလို့ချားလာမှာတကယ်ပေါင်းကူတရာကြီးဖြစ်တယ်ပေါ့ဗျာနော်။ပြည်သူစီကတင်ရသူစီလိုအမြဲရောက်တယ်။ပြီးတော့ရာရှိတဲ့ဒီတက်မလို့ချားလာမှာလည်းသူ့ရဲ့ဘယ်လိုခေါ်မလဲဆိုရှင်သူ့ရဲ့စွမ်းဆောင်မှုကတခုပါဆိုရှင်တကယ်တမ်းပေါ့နော်တက်မလို့အနေနဲ့ကောင်းကောင်းမွန်မွန်သာအသုံးချတက်မယ်ဖြစ်ဆိုရှင်တက်မလို့တကယ်ကိုလက်ယုံတစ်ဖွဲအားကိုးရမယ်ပုံစံတယောက်မျိုးပါနော်။အဲ့တော့အဲသူ့အနေနဲ့ကြည့်မယ်ဆိုရှင်သူဒီတိထားတာတွေအများကြီးတယ်။တိထားတာအများကြီးတဲ့အခါမှာ အဲသူအနေနဲ့တချို့နေရာတွေမှာအားမလို့အားမရဖြစ်တာရှိမယ်ချို့နေရာမခံကျင်စိတ်ရှိတယ်ဘာကြောင့်ဆိုတော့သိထားတယ်ကြတကယ်ခံနေရတဲ့အောက်ချီမှာတကယ်ပြည်သူတွေခံနေရသူသိရကြသူခံစားရတယ်နော် ပြီးတော့လောင်းငယ်သားလေးတွေပေါ့စစ်တီခံစားနေရတယ်သူသိရကြအဲ့တော့သူခံစားရတယ်သူခံစားချက်တွေကရန်ကိုညားတဲ့အခါမှာသူကတော့လွတ်လပ်တဲ့အပြင်ကတရားမလို့ပေါက်ကွဲနိုင်တယ်စစ်တီလေးတွေကလည်းစစ်တီလေးတွေပြည်သူတွေကပေါက်ကွဲခြင်းပဲမပေါက်ကွဲရဲဘူးအဲ့တော့စစ်တီလေးတွေနောက်တစ်ခုတွေပေါ့နော်တက်မလို့သားတွေနောက်တို့ပြည်သူတွေကပေါက်ကွဲမဲ့လက်ပစ်ပုံးဟာ မင်းတို့တော့မပေါက်ကွဲနဲ့ကွာငါပေါက်ကွဲပေးမယ်ဆိုပြီးတော့သူပေါက်ကွဲတဲ့အခါမှာတော့ကြည်လာပြည်သူတွေကိုစားနော်တပ်မတော်သားလေးတွေကိုစားပြီးတော့တကယ်ခံရတဲ့သူတွေကိုစားသူဒီပေါက်ကွဲပေးလိုက်တဲ့အခါကျတော့အားလုံးရဲ့ကိုစားသူများခံရမယ့်အဖြစ်တွေအားလုံးကသူ့စီမှာရောက်သွားတဲ့ပုံစံမျိုးဖြစ်သွားတယ်လို့ကျွန်တော်သုံးသပ်တယ်ဗျာအဲ့တော့အားလုံးရဲ့ကိုစားပါသူရဲ့ပြိတ္တတွေကိုစားသူဒီစတိခံရတယ်လို့ကျွန်တော်သုံးသပ်ပါတယ်ဗျာနော်ဟုတ်လားအဲ့တော့အဲ့တော့ အဲဒီနေရာမှာကျွန်တော်ဘာလို့သွားတွေ့ရလဲဆိုတဲ့ခါကျတော့နှစ်ဖက်စလုံးရှိမယ်နှစ်ဖက်စလုံးကမမပါအောင်လို့ကျွန်တော်ပြောချင်ပါတာပေါ့နော်အဲနောက်ထပ်ကျွန်တော်ထပ်ပြီးတော့ပြောချင်တာကအဲဒီနေရာမှာဥပဒေထပ်မှာဘယ်သူမှမရှိဘူးလေနော်ဥပဒေထပ်ဆိုတာကဘယ်လိုဘယ်ညည်းတဲ့ဥပဒေကဒီဆက်သွယ်ဥပဒေဖြစ်ပါလိမ့်မယ်နော်အဲဒီဥပဒေနဲ့ညည်းတဲ့အခါမှာတော့ဥပဒေထပ်မှာဘယ်သူမှမရှိဘူးကျွန်တော်တို့လည်းမြန်မာပြည်အောင်ဖမ်းပါနော်ကျွန်တော်ဥပဒေနဲ့ညည်းတာရှိမယ်ဖမ်းနိုင်တယ်ဘာကြောင့်လဲအဲကျွန်တော်ဒီဥပဒေကိုလေးစားလိုက်နိုင်တယ်သူတယောက်ဖြစ်တယ်ဥပဒေနဲ့ကျွန်တော် ကျွန်တော်နဲ့ကြုံတဲ့ပြဿနာတွေပြဿနာတွေမှာကျွန်တော်စိတ်လိုက်မှာပါဖြေရှင်းလေးမရှိဘူးအဲကျွန်တော်ဒီဥပဒေကိုအားကိုးတယ် institution ကိုအားကိုးတယ်အားကိုးပြီးတော့ဖြေရှင်းလေးရှိရတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကိုယ်တိုင်လည်းဥပဒေကိုကျူးလွန်နေကျွန်တော်ဖမ်းနိုင်နေစီးနိုင်နေနော်အဲ့တော့အဲအားဒီပြောချင်တယ်နောက်တစ်ချက်အနေနဲ့ကျွန်တော်ပြောချင်တာကဥပဒေနဲ့မြန်မာပြည်ဥပဒေကခက်တာကတခုရှိတယ်ဗျမြန်မာပြည်ဥပဒေကလူခင်မှုကိုပြင်တယ်လူမောင်းမှုကိုတုံးတယ်ဆိုတဲ့ပုံစံမျိုးရှိတာလည်းခက်တယ်အဲ့တော့ဥပဒေနဲ့ညီဆိုရင်အားလုံးပေါ့နော်ဘယ်သူ့ကိုမဆိုဘယ်သူ့ကိုမဆိုဥပဒေနဲ့အရေးယူမယ်ဟိဆိုရှင်အခုဖြစ်တဲ့ပုံစံက လူကိုခင်တဲ့အချိန်မှာကြာလာလွတ်ထားတယ်။လူကိုခင်တော့မူပြင်လာတယ်ပေါ့ကနော်။ဟာလွတ်ထားလိုက်ပါကွာငါကောင်းတယ်ငါချစ်ကြ။အဲ့တော့ပြောတဲ့သူကသူပေါ့နော်ပြောတဲ့သူတွေဆောင်ရွက်နေတဲ့သူတွေကသူတို့မားတို့မားမဲမသိတဲ့အချိန်မျိုးဖြစ်သွားတယ်။အဲ့တော့လူကိုခင်တဲ့အချိန်မှာမူကိုပြင်ထားပြီမဲ့အခုတော့လူကိုမုန်းပြီထင်ပါတယ်။လူကိုမုန်းတဲ့အတွက်ကြောင့်မို့လို့ကျတော့မူကိုတုံးနေပါပြီနော်။မူကိုတုံးနေတဲ့အချိန်မှာမူတုံးခါတော့ခင်အောင်မနေရမဲ့ပုံစံမျိုးဖြစ်တယ်နော်။ကျွန်တော်လည်းအခုကြောင့်မို့လို့အတိတ်မစဲရပါဘူးပြောလို့ပြောရပါဦးမယ်နော်။ဒါကြောင့်ဒါကြောင့်လေးကျွန်တော်လာဖမ်းနေပါဦးမယ်။အဲ့တော့ လူအခင်းမှုပြင်မြန်မာပြည်ရဲ့ဥပဒေကလည်းကျွန်တော်ခြေခံဥပဒေအထိခြေခံဥပဒေနဲ့ဟိုအောက်ဥပဒေထိအာတေးဝင်းဖြစ်နေတာတေးဝင်းဖြစ်နေတဲ့ခါကျတော့ခြေခံဥပဒေအထိပါဗျာမတေးဝင်းရမှဒီလောက်ဆိုလို့ရှိရင်ပြတ်သွားပြီဥပဒေဆိုလို့ရှိရင်เนาะပုံမှန်ဟိုဆို415ပေါ့415ရပါမှာမဟုတ်တော့ခြေချင်းဆိုတေးဝင်းလို့ပဲဆန့်လာဆန့်လာဆန့်လာเนาะညီမတို့ရဲ့ဥပဒေကလည်းတေးဝင်းမှတေးဝင်းနေအဲ့တော့ဥသောဝင်းကိုတနာညာတာတက်မဲ့ဟိဆိုလို့ရှိရင်လည်းမြောက်နေဗျာเนาะဟိုပြောမယ်ဆိုရင်တေးဝင်း တတိခွင်းလို့ပဲခင်ဗျားတို့တော့မှပဲနော်ပုံမှန်၄နှစ်၅ရာတာမန်ချိန်မဟုတ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ပုံမှန်၄နှစ်၅ရာဆိုပြီးတော့တတိခွင်းလို့မျိုးပဲဥပဒေဆွဲဆွဲဆွဲ6လ6လ6လနော်တတိခွင်းလို့ဖြစ်နေတဲ့ခင်ဗျားတို့တော့မှတတိခွင်းလို့မျိုးကြင်ကြံနိုင်သေးရင်ဟုတ်တက်မလို့အတွက်ပြောလို့ဆုံးပြီးတဲ့အတွက်ကြောင့်မို့လို့ပါနော်အဲကိုစောပေါ်ဟင်းရဲ့အကြည့်လေးတွေကိုတက်နိုင်ဆုံးပါနော်တတိခွင်းလို့ပဲခင်ဗျားတို့တော့မှတတိခွင်းလို့လုပ်နေအဲကိုစောရဲ့အမှုလေးတတိခွင်းလို့မျိုးပဲတက်နိုင်များကြည့်ပြီးတော့နော်ကြည့်ပြီးတော့ လွတ်ပြေးစေချင်ပါတယ်လို့ကျွန်တော်ကတော့တောင်းဆိုပါတယ်ပေါ့နော်အဲ့တော့ဥပဒေတည်ယူခွင့်ပါပဲကြာနော်ခင်ဗျားတို့ခင်ဗျားတို့အကောင်လုံးကိုရှောက်ကြည့်လိုက်ပါဥမေအောင်လိုက်ကိုယ်တိုင်လည်းသူလက်တည်ယူခွင့်ပဲကြည့်ပါလားဒီတက်ချုပ်ရာသူ့ကိုသူယူထားတာပဲလေယူထားတဲ့အချိန်မှာလည်းသူယူစရာမရှိတဲ့ခါကျတော့ဥပဒေကိုကြည့်လိုက်ဟာတည်ယူခွင့်တွေ့ပြီဆိုဖြစ်တော့တည်ယူခွင့်တော့ပဲအခုတက်ချုပ်ရာလူလည်းသူနောက်တစ်ထပ်ယူထားတာပဲလေနော်ဟောကြည့်ချေကံဥရရဖြစ်တယ်တမရထထလုပ်ထားတဲ့အခြေအောင်ဟောတည်ရခွင့်မဲ့လေနော်ပုံမှန်၄နေက6လ6လတူတာလည်းတည်ရခွင့်မဲ့လေသူကိုယ်တိုင်လည်းပြောရတယ်အရာမှဥရကြည့်လို့မရဘူးလေသူပြောတာမဟုတ်လားအဲထို့တူပဲ ကိုယ်စုံဖုန်းကြီးကိစ္စပါလေဖြစ်တန်ကြီးရှိဆုံးကိုတော်မဥပဒေကိုဒါမျိုးလေးတည်ရခွင့်လို့လုပ်နိုင်သေးရဲ့နော်သူ့လိုမျိုးဒါခင်ဗျားတို့ကယာတုယာကန်နေရာတွေနဲ့နော်ဟိုရလို့ခင်ဗျားတို့တည်ခွင့်လို့လုပ်တာသူ့မှာဘာလို့ဘာမှမရမယ်အမုန်းခံတာသူ့ဘူးလေသူ့နာမည်လေးကိုရေးထားပါလေပါလေဆိုရှင်အမုန်းခံချက်ပါလေနေသားမအောင်အဖြစ်ပါလေနေရေးပါအောင်ဗျပါလေသူ့နာမည်သူ့နာမည်ကြီးတာလေတက်တော့မှာဘယ်လိုပြောလဲဗျပြောပါအောင်ပါလေအမုန်းခံလူသားလားနော်ဟုတ်လားအဲ့တော့ဟုတ်ပဲဟုတ်ပဲနော်အဲ့တော့ ဖြစ်ကံဘဝနဲ့ဟုတ်ပြီဖြစ်ကံဘဝနဲ့အမုန်းခံသူသားဆိုပြီးတော့သူပြောထားတာပဲလေနော်အဲ့တော့အဲ့တော့ကြောင့်မလို့သူကဒီလိုမျိုးဘဝလေးတော့မှသူနော်ဒီဘဝနဲ့တက်မလို့ကိုထောက်ပံ့ထောက်ပံ့ပြောဆိုနေရရှိတယ်။နည်းနည်းပါပါကျွန်တော်ဖြစ်တဲ့အခြေအစီအစဉ်ပေါ့ဗျာနော်။နည်းနည်းပါပါဆုံးမပြီးတော့နည်းနည်းပါပါနားဝင်အောင်ပြောပြီးတော့အဲပြန်လုပ်ပေးစီချင်ပါလေနော်။ဥပဒေထပ်မှာဘယ်သူမှမရှိတာမှန်တယ်မြေခင်ဗျာမြေမာဒီဥတွေကတရေခွင်းမှာနော်တရေခွင်းမှာတရေခွင်းမှာခင်ဗျာနော်။ကိုရီးယားနဲ့အားပေးနေပါဘူးကျေးဇူးများကြီးထပ်အဖြစ်ခံကွာနဲ့အမောင်းခံလို့ဒါဟုတ်ကဲ့ဟုတ်ကဲ့နော်အဲ့တော့ ခုဖြစ်တဲ့ပုံစံကကျွန်တော်ဥပဒေကိုလေးစားတဲ့ကြောင့်မို့လို့ကိုစောဘုန်းကြီးဘက်ကလည်းကျွန်တော်ကအပြည့်ဝမရက်တည်ရဲဘူး။ဘာကြောင့်လဲဆိုတော့ဟုတ်တယ်သူပြောတဲ့ပုံစံတွေကကျွန်တော်ကလည်းညီတာဘူးသူလည်းညီမှာ။အဲ့တော့အဲတစ်ဖက်ကလည်းအပြည့်ဝမရက်တည်ရဲဘာကြောင့်လဲတစ်ဖက်ကလည်းတည်ရဲခွေ။အဲသူဘက်ကကြည့်ရတယ်ဥပဒေနည်းစွမ်းလဲကျွန်တော်ဥပဒေကိုလေးစားတဲ့ပြောင်းအနေနဲ့ကတော့အဲကျွန်တော်တစ်ဖက်စလုံးလေးစားပါလားကြောင့်နော်။သူ့ဘက်တော့လည်းကိုစောဘုန်းကြီးတို့တော့ခင်ဗျားတို့တည်ရဲခွင်းလို့နော်။ဝင်အောင်လည်းတည်ရဲခွင်းဥပဒေကတော့ဥပဒေထပ်မှဖုံးမှမရှိရမှာမဟုတ်လား။တည်ရဲခွင်းလို့မျိုးလုပ်ပြီးတော့ညာလုံးထည့်ယူတယ်။တည်ရဲခွင်းလို့လုပ်ပြီးတော့6လ6လတိုးတယ်။ အဲကိုတော့ဘယ်ကိစ္စမှလဲတီခွင်းလို့လုပ်ပြီးတော့နော်ဒါကိုတက်ကောင်းဖို့လုပ်ပေးနေတဲ့ကိုသားတယောက်ပဲပေါ့နော်ကိုညီလေးတယောက်ပဲဆိုပြီးတော့ဟိုလုပ်ပေးစီချင်ပါတယ်နော်ပေးရမစိုးတန်ဆေးလုံဆေးဖြစ်တဲ့အချိန်လေးအခုချိန်ကြီးကဖန်ပြီးစီခဲ့တယ်ကျေးဇူးများတယ်လုပ်ပေးမှာပါကိုဖုန်းကိုလုပ်ပေးစီချင်ပါအခုမန္တလေးနန်းနေမှာရောက်နေတယ်စစ်ဆေးခံရတော့ကြားသိတယ်ပေါ့နော်အဲတချို့ကလည်းဖွားနေပေါ့ဗျာနော်အဲဘာပဲဖြစ်ဖြစ်တော့ဆာယာဖာကဖမ်းတယ်ဟိဆိုလို့ရှိရင်တော့သူတို့ရဲဖမ်းတာမဟုတ်လीနော်ဒီကိစ္စဆာယာဖာဖမ်းတာဖြစ်တဲ့ဖြစ်ချောင်းမလို့သူတို့ ကျွန်တော်တို့ကြည့်ရတာလေနည်းနည်းလေးခကြီးကြမ်းတမ်းနိုင်ပါတယ်ဒါနော်ကြမ်းတမ်းနိုင်ပါတယ်အဲဒါကြောင့်မို့ကျွန်တော်နည်းနည်းစိတ်ပူမိတယ်စိတ်မကောင်းလည်းဖြစ်ရတယ်ကိုယ့်ရဲ့ညီကိုပေါ့နော်ကိုယ့်ရဲ့ညီကိုနောက်တော့တယောက်ပေါ့ပြောရမဆိုရင်နော်ဒါနဲ့ကျွန်တော်ဆက်တက်တူကြည့်တော့ပဲရှိပါတယ်အဲ့တော့ကျွန်တော်တို့အဲဒီကေကိုလေးစားပါတယ်သူလည်းနော်ကျေးဇူးပြုပြန်လုပ်ပေးပါဦးနော်ကျွန်တော်လည်းဒီခံပေးပါလို့နော်အဲ့တော့ဒါကတော့တခုပေါ့ဗျာနော်ကျွန်တော်နေတယ်ဒါပေမဲ့အဲ့လိုပြတ်သားချကြီးဆိုရင်ကျွန်တော်တို့ကျွန်တော်ပေါ့နော်ကျွန်တော်တို့ကိုယ်စားခွင့်တို့ဘလောက်ဒီဘလောက်ဒီတက်မလို့ပေါ့ညားရတယ်ဆိုတော့ကျွန်တော်တို့ကိုယ်တိုင်လည်းသိတယ်နော် ကျွန်တော်တော့မတလောက်ညားရတယ်ဗျာနော်သူ့ဘာတော့ဘာကြောင့်လဲဆိုရှင်ကျွန်တော်တို့ဒီတီတိုင်းလည်းမပြောဘူးနော်တီတိုင်းလည်းမပြောဘူးပြောတင်တာကိုပြောတယ်ရေးကြည့်တာကိုပြောတယ်နော်အဲ့တော့ကျွန်တော်တို့ကဘလောက်ထိညားလဲဆိုတော့ကိုစုံဘိဘလောက်ထိတက်မလို့ညားလဲဆိုတော့ကျွန်တော်သိတယ်နော်ဘာကြောင့်သူတီတိုင်းတိုင်းပြောလို့ရှိရင်ပြောလို့စက်တပ်အခြေအနေသူအုံသိတယ်နော်သူအုံသိတယ်ဒါပေမဲ့သူတီတိုင်းသူမပြောဘူးတခါကျွန်တော်တို့ဖုန်းလေးပြောဖြစ်ပါတယ်ဖုန်းလေးပြောပြတဲ့ခါမှာကျွန်တော်ကစကားလေးတီးခေါက်ကြည့်ပါတယ် ခမရခအကူကပါတိလို့လဲဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးပြောရမှာပေါ့နော်သူတိထားတယ်ဆိုတော့သွားပြီးတိုက်နေတာနော်တိုက်တဲ့ခါမှာသူသာကြေးအဲ့တိတဲ့အတန်းပြောလိုက်မယ်ဆိုရှင်တက်မတော်ရဲ့ဟိုဆောင်ရွက်ချက်တွေတော်တော်များများကြာရှုံးသွားနိုင်တယ်။ဘာကြောင့်လဲသူတက်မတော်ကိုညံ့အောင်နော်တက်မတော်ကိုသူသစ္စာဆောင်တိတာသူတိတိုင်းမပြောဘူးလုံးဝမရတဲ့အဆုံးမသာ online မှာတက်ပြီးသူပေါက်ခွဲတယ်ဆိုတာအလုပ်လုံးဝမလုပ်လို့သူပေါက်ခွဲတာဒါပေမဲ့သူတိတိုင်းသာပြောလို့ရှိရင်ခင်ဗျားတို့တက်မတော်အတွက်ကတော်တော်များများသောအချက်လက်တွေအားလုံးဟာ ခက်ခဲသွားနိုင်တယ်ပေါ့နော်ခက်ခဲသွားနိုင်တယ်အဲ့တော့သူကလည်းတက်မလို့ညာဆိုခင်ဗျားတို့လည်းတက်မလို့ပြန်ညာပါလားသူကလည်းမှန်တိုင်းပြောကြကြည့်ဆိုဒုက္ခရောက်တယ်အထူးတူပဲကျွန်တော်တို့ကိုယ်တိုင်ပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းတက်မလို့လည်းပတ်သက်ရင်ကျွန်တော်ညာပါတယ်နော်ညာပါတယ်ဒီတိုင်းလည်းကျွန်တော်တို့မပြောပါဘူးတကယ်တကယ်တမ်းကိုယ်နဲ့မဆိုင်တဲ့ကိစ္စဝင်းတော်မပြောဘူးဗျာဝင်းနဲ့ဝင်းနဲ့ဝင်းနဲ့မပြောချင်ဘူးကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေမှာတက်နိုင်ဆုံးဝေးဝေးရှာအလုံးဝမတရားတဲ့ကိစ္စတွေမှာကျွန်တော်ပြောတယ်ကျွန်တော်ကိုယ်တိုင်လည်းမူကျွန်တော်ကမူဝါဒအတိုင်းပေါ့နော်ကျွန်တော်ပြောပါတယ်အဲ့တော့ဆိုလိုချင်တာကကျွန်တော်တို့လည်းတက်မလို့ကိုညာပါတယ်ခင်ဗျားတို့ကကျွန်တော်တို့ကိုနော် ကျွန်တော်တို့ကိုမညာဘူးဟဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကလည်းခင်ဗျားတို့တတ်ညာပါတော့မှာပြမြင်တဲ့အတိုင်းရှိဖို့ရှိတိုင်းကြိုးကြပါတော့ကျွန်တော်အမှန်အမှန်တိုင်းခြားကြချောင်းခြားချောင်းကြိုးကြဆိုဘာလို့ဖြစ်ကုန်မလဲအဲ့တော့အမှန်တိုင်းလည်းသိထားကြပါတော့နော်